ဒီနေ့ကတော့ကျွန်တော်တို့ဒီကြောင်မြောင်းပေါ့နော်ကြောင်မြောင်းကိုကျွန်တော်တို့အဲကြားွက်တဲ့လမ်းကိုကျွန်တော်ကြောင်မြောင်းတဆောင်တိုင်းပထမဆုံးလုပ်မဲ့ပေါ့နော်အဲပွဲတော်ကြီးကိုကျွန်တော်ဆိုင်ကန်းနေရောင်းချပေးပြီးတော့လာနေရပါဗျပထမဆုံးပြန်ပြီးတော့ကျင်းပမဲ့ကြောင်မြောင်းတဆောင်တိုင်းပွဲတော်ကြီးပါဗျဟုတ်ပွဲသေးတော့ဆိုတော့လမ်းတွေးပြအကုန်စားတာတဲတဲပါမလို့ဘူးကိုပိုးကြီးကြော်တဲ့စားတာပဲတဲတဲတဲပါမလို့ဘူးပေါ့နော်အကုန်စားတာအဲ့လိုပွားစီပွားစီပွားစီတဲတဲလေးတွေရပါစားကုန်လိုက်စားတာ အဲ့ဒါအေးစားရတဲ့ free လေးကိုပြောတာကျွန်တော်မုံပြားတက်လက်တွေကိုကြိုက်တယ်မုံပြားတက်လက်လေအဲ့ကျွန်တော်ရဲ့အကြိုက်ဆုံးကမုံပြားတက်လက်ပေါ့နော်ကိုကအညာသားဖြစ်တော့လို့ဒီ okay ကိုလေမြေဦးနဲ့လှုပ်ထားတဲ့မုံပြားတက်လက်လေအဲ့အသေးဆိုရင်လေလာခဲ့လာခဲ့ short ပေးမယ်လို့ပြောတာဒီနေ့ကတော့ကျွန်တော်တို့ဒီကြောင်မြောင်းပေါ့နော်ကြောင်မြောင်းကိုကျွန်တော်တို့ကြားခွက်တဲ့လမ်းကိုကျွန်တော်ကြောင်မြောင်းတစောင်းတိုင်း ပထမဆုံးလုံမဲ့ပေါ့နော်အဲပွဲတော်ကြီးကိုကျွန်တော်ဆိုင်ကန်းနေရောင်းချပေးပြီးတော့လာနေရပါဗျပထမဆုံးပြန်ပြီးတော့ကျင်းပမဲ့ကြောင်မြောင်းတဆောင်တဲ့ပွဲတော်ကြီးပါဗျဟုတ်အဲဆိုင်ကန်းအကျင့်ဝင်းနေရတော့ကျွန်တော်တို့ပေါ့နော်အခုဆိုရင်ဆိုင်ကန်းနေတဲ့ရောင်းချနေပြီကျွန်တော်ဆိုင်ကန်းအကျင့်ဝင်းရတော့ကျွန်တော်ဆယ်ပေပတ်လေပေါ့နော်ကျွန်တော်လုံမှာတော့ကြားကွက်တဲ့လမ်းပေါ်ရဲကျွန်တော်ကြောက်ရည်တင်လမ်းပေါ်ရဲ ျွန်တော်အရောပါတော့ပျော့ပျော့အီးအီးတို့လှေတို့အဆော့စရာပါလေးစားကြောက်မြန်မာစားစားတွေအကုန်လုံးရမယ်တစောင်းတိုင်းပွဲတော်ကြီးကိုကြောက်မြောင်းမှာစပြီးပြန်လုတာပါဗျာဟုတ်ကြာပြီးတော့ပြောတယ်တော်တော်ကြာပြီသူမဖြစ်တာပေါ့နော်တော်တော်ကြာပြီလို့ဖြတ်တယ်အဲ့တော့ကျွန်တော်ကလည်းအဲပြန်ပြီးတော့ဖြစ်အောင်ပန့်ပိုးပြီးတော့ပေါ့နော်အကုန်လုံးဝိုင်းပြီးတော့အဲဒီပေါ့နော်အဲလမ်းတရာရေးအဖွဲ့တွေနဲ့အကုန်ပေါ့နော်ရန်ပုံတွေဖွဲ့နေတဲ့လှူတန်းတွေလုပ်ပြီးကျွန်တော်တို့ပြန်လဲကျင်းပပေးရတာပါဗျာဟုတ်ပါဘယ်လို့လဲဆိုတော့ကြောင်မြောင်းမှာကျွန်တော်ကလည်းဈေးရောက်သွားတဲ့လူတယောက်ဆိုတော့လေ ဘာလို့ဆိုကိုကပို့ပြီးတော့လဲစီချင်တယ်ကားချင်တယ်အဲ့လိုမျိုးလေးပေါ့နော်အဲတခြားပါပွဲတွေဆိုရင်တစောင်းတိုင်းရှိရဲတရင်ကျွတ်ပွဲတော့ရှိရဲကြောင်မမကြတော့ဒီလိုမျိုးအထိမ့်မှတ်မတရားကြီးမရှိဘူးပေါ့နော်အဲ့လိုမျိုးမြမတလေးအေရိုးရပွဲတော်ကြီးကိုဒီကြောင်ပြောမှလည်းဖြစ်စေချင်တာပေါ့နော်အားလည်းအရင်အားခဲထားရပေါ့နော်ပါဝင်ကျင်တဲ့ community တွေလည်းဖိတ်ခေါ်ပါတယ်အခုဆို community တွေလာတဲ့ဆိုင်ကန်းလိုချင်တဲ့လူတွေလည်းလာလို့ရပါတယ်အခုဆိုဆိုင်ကန်းတွေလည်းအဲဈေးတက်တက်တာတွေနဲ့ရောင်းချရတော့ခုနှစ်ရက်လုံးမှာကျွန်တော်တို့အဲ တရက်မှာ3000ကျော်4000ကျော်4000ပဲသွားတာအဲအဲ့တော့အရန်တန်တယ်ကိုကရောင်းရပြီဆိုရင်လေတင်းဟိုဟိုအများကြီးရောင်းရတာသိရမလားအဲ့လိုတက်တက်တတလေးလှုပ်ပေးတာကျွန်တော်တို့လေဟိုပွဲဆေးဆိုပေမဲ့ဈေးများတာမဟုတ်ဘူးကောနော်အဲတရက်မှာ3000 4000လောက်နေတယ်ကျွန်တော်ရောင်းချပေးတာလို့ဟောအဲ့လိုခုနှစ်ရလုံးသာအဲကျွန်တော်တို့ဆိုခုနှစ်ရလုံးသာကျွန်တော်တို့ပေါ့နော်အဲတသိန်းခွဲရနေပြီးတော့3သိန်းထိရှိရယ်အဲတက်တာလေရမ်းတက်တာလေဘာလို့ အခုခေတ်မှာရုပ်ရှင်သွားကြည့်ကလပ်တက်ဘားတက်စီးတွေနဲ့လုပ်ပေးထားတာဗောနော်ဟိုတချို့ကြပွဲစည်းကိုလာပြီးရောင်းကျင်တယ်ဘလို့ရောင်းမှမသိဘူးဘာဝယ်ရမှမသိဘူးဘလို့စမှမသိတဲ့လူတွေအတွက်ပွဲစည်းရောင်းကျင်တယ်ဆိုရင်ကျွန်တော်စီကိုဆက်သွယ်လို့ရပါတယ်လို့ကိုချမ်းလို့ကြည့်ဖုန်းနံပါတ်ကောက်ဗောနော်9343946ကိုဆက်သွယ်လို့ရပါတယ်ကျွန်တော်ကြောင်မျောလမ်းပေါ်မှာလည်းကျွန်တော်စောင့်ပေးနေတာပါဘာလို့ဆိုအဲအဲ့ဖြောပြေးလေထည့်ထားပြီးရေဗောနော်ကျွန်တော်တို့ဒီ NGPD အကတွေပေါ့နော် NGP နဲ့ပတ်သက်အတိုင်းဝန်ကနာမည်ကြီး celebrity ရဲ့ကတည်ဆက်မှုတွေကျွန်တော်လုပ်ပေးထားပါတယ်ဟုတ်ကြောင်မြောင်းမှာကျွန်တော်ကလေဒီချက်ကရောင်းခဲ့တာပေါ့နော်နေခဲ့တာနေခဲ့တာတာမွေပေါ့တာဝေဆိုတော့ကြောင်မြောင်းကိုသွားလိုက်လာလိုက်ပေါ့ဒီရွေးလာတယ်ဆိုတော့လေအဲဒီပါရောင်းတော့ခါကျတော့ကို customer တွေအများကြီးရှိရချက်ကလေဘာလို့လဲဒီမှာကြောင်ကြောင်မြောင်းမှာရောင်းရင်ကြောင်မြောင်းကဆိုတော့အစားတော့ကောင်းမှအစားတော့ကောင်းမှသူကအဲ့လိုမျိုးအစားတော့လည်းကောင်းမယ် quality လည်းကောင်းတယ်အဲ့လိုမျိုးဖြစ်မှာ ပိုကောင်းကြမြမရဲ့ရိုးရာရသူဟာဖွဲစေးရလေဘာမှလဲလို့မရဘူးလေလမ်းဘလောက်ရှောက်ရှောက်ညောင်းညောင်းအဲ့လမ်းဘေးအစားစားလေးစားရအဲ့လိုကြောက်သူပွဲစေးပါရောင်းတဲ့လူတွေကိုတချို့ကသူတို့ကလေအဲ quality မကောင်းဘူးညစ်ပက်တယ်တချို့ကပြောချင်တာပေါ့တကယ်တော့မဟုတ်ဘူးသူတို့ကလုံးဝ brand တော့တနေ့စားတနေ့ရောင်းရောင်းမရောင်းရင်သူတွန့်ပြက်တာကျွန်တော်ပွဲစေးမှာကျွန်တော်အကုန်လုံး live ပြီးကျွန်တော်ကြည့်တယ်တချို့ဆိုမှအချော်ရောင်းတယ်မုန်းတယ်တော့နောက်နေ့လုံးဝမတော်ဘူး တနေ့သာတနေ့ထမင်နေဆိုတော့မရောတဲ့ချိန်ဆိုအကုန်သွင်းပစ်တာဒါပအဝင်းကျုံပြေးပစ်တာအဲအဲ့လိုမျိုးတွေလောက်တာနော်ဖိုင်တင်လောက်တာဘာလို့လဲတော့နာမည်တစ်လုံးနဲ့ရောင်းချတာလေအကုန်လုံးအဲအကြောင်မို့ဟိုပွဲစည်းမှရောင်းတဲ့ဆိုပေမဲ့အစားတောက်တရားအရန်ကောင်းတာရန်ကုန်ပွဲစည်းကပိုကောင်းတယ်နယ်ပွဲစည်းနဲ့မတူဘူးဘာလို့လဲဆိုတော့ तू ကဟိုပွဲစည်းတစ်ခုကိုလာပြီးဆိုရဲဒီနာမည်နဲ့ရောင်းတာလေသိရမလားအဲ့လိုမျိုးဟိုဆိုတော့ ိုကို brand ပေါ့နော်တိဆောက်တာပေါ့သူကလည်းပွဲစည်းပါရောက်တာပွဲစည်းမို့ရင်ကျန်တဲ့နေရာ live ဝယ်စားရွှေပေးတောင်စားလို့မရအောင်ဟုတ်တယ်အဲ့လိုမြန်မာပြောထမင်တဲ့ပါဆိုရက်ခက်တယ်အဲ့လိုမျိုးပေါ့ဒီပွဲစည်းမကိုလာပြီးတော့ live ရောက်ပေးရဲ့အုပ်စုကတသက်ရှိရပါဟုတ်ပွဲစည်းတော့ဆိုတော့ land twist မြအကုန်စားတာတသဲမမလို့ဘူးကိုပေါ်ကြီးကြော်တဲ့စားတာပဲတသဲမမလို့ဘူးပေါ့နော်အကုန်စားတာအဲ့လိုပွားစီပွားစီပွားစီတတိလေးတွေကပါစားကုန်လိုက်စားတာအဲ့ဒါအေးစားရတဲ့ feeling ကိုပြောတာ ျွန်တော်မုံပြားတက်လက်ကိုကြိုက်တယ်မုံပြားတက်လက်လေအဲကျွန်တော်ရဲ့အကြိုက်ဆုံးကမုံပြားတက်လက်ပေါ့နော်ကိုကအညာသားဖြစ်တော့အဲ့တော့โอเคဟောလေမြေဦးနဲ့လှုပ်ထားတဲ့မုံပြားတက်လက်လေအဲ့အသေးဆိုရင်လေလာခဲ့လာခဲ့ short ပေးမယ်လို့ပြောသူတို့ဘာလို့ဆိုမုတ်ရည်မုတ်ရည်တဲ့ဒီမုံပြားတက်လက်ကရောင်းတာရှားသွားပြီလေအဲ့မုံပြားတက်လက်ကိုထမင်းမစားပဲနဲ့စားပဲတာအဲ့လိုမျိုးအဲ့တော့ကျွန်တော်တွေဒီဆိုရင်ကျွန်တော် ကြောင်မြောင်းတဆောင်တိုင်ကိုတရက်ကနေပြီးတော့ဆက်တက်လာပဲတရက်ကနေ9ရက်နေ့ထိကျင်းပမှာဖြစ်ပါတယ်။အဲဒါကြောင့်မလို့အခုဆိုင်ကန်းတွေကိုကျွန်တော်ဒီမှာဆိုရင်တော့เนาะဆိုင်ကန်းတွေကျွန်တော်ရောင်းချနေပါပြီ။ရောင်းချနေဖြစ်တဲ့အတွက် community ရောလာမယ်ဆိုရင်ကျွန်တော်တို့ဆက်သွယ်လို့ရပါတယ်။နောက်ဆိုင်ကန်းဘလို့စဖွင့်ရမှာလဲဘလို့လုပ်ရမှာမသိဘူး။အာပွဲစည်းကိုရောင်းမယ်ဘာလုပ်ရမှာလဲဘာလဲဆိုတော့မသိတဲ့လူတွေအတွက်လည်းလမ်းညွှန်ပေးပါမယ်။စိတ်ချမ်းသာအောင်အကုန်လုံး မီးတွေပါရည်လည်းပေးပါဖြစ်တယ်เนาะဒီမီးတွေလိုက်တင်နေအကုန်လုံးပေးမှာတန်ရှင်ရေခေါ်စီပင်ခေါ်အားလိုက်တဲ့ကျွန်တော်ကအကုန်လုံးတာဝန်ယူပေးမှာဖြစ်ပါတယ်အဲအကြောင်းမလို့เนาะကြောက်မြောင်းကျွန်တော်ဒီဇိုင်းတိုင်းကိုလာပြီးတော့ရောင်းချင်တဲ့မိတ်ဆွေတွေအားလုံးကိုဖိတ်ခေါ်ပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဖုန်းနံပါတ်လေးကကျွန်တော်တို့က934 3986ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် ။အော်တော်တော်လေးအလဲအလဲလဲဒါကျွန်တော်တို့ပွဲသေးမှဆိုပြန်ကြတန်းရှိတယ်ပြန်သိမ်းရတဲ့အခန်းရှိတယ်ပြန်မသိမ်းရတဲ့အခန်းရှိတယ်ပြန်သိမ်းရတဲ့အခန်းဆိုဈေးတက်တာတယ်။အဲပြောရမယ်ဆိုရင်တော့အဲ့လိုပေါ့။အဲပွဲသေးထားဆိုပြန်ကြလို့ခေါ်တာပေါ့နော်။ပြန်ကြခန့်တက်တာလေပြန်ကြမဟုတ်တဲ့ခန့်မတက်တာဘာပဲနှခမ်းလုံးနေရမကောင်းဘူးလားပေါ့ကောင်းတယ်ပြန်သိမ်းရတော့ပင်ပန်းတယ်လေတကယ်လို့ပြန်သိမ်းရပင်ပန်းတော့အဲဟိုကဖြစ်တယ်အဲ့လိုမျိုးပါ